ဟုတ်လားပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီနေ့စက်တင်ဘာ26ရက်နေ့အာဒီရက်တပတ်ရဲ့နောက်ဆုံးရက်ပေါ့နော်တပတ်တာဆေးပိမနေ့တကယ်တာတဲ့ဖြစ်ပလာနေရှိတဲ့ကဘာရွှေစည်းကွက်အနေထားကိုကျွန်တော်တုံးသက်ပြောကြားပေးသွားဖြစ်ပါတယ်အာကျွန်တော်ဗီဒီယိုကတော့ကျွန်တော်ဒီတပတ်ထဲမှာကျွန်တော်အာတချို့ရက်တွေရိုက်လိုက်တချို့ရက်တွေမရိုက်လိုက်ပေါ့ကျွန်တော်ကြမ်းမာရေးခြေနေကြောင်းတိတ်မရိုက်နိုင်တဲ့ရက်တွေရေးရှိရပေါ့နော်ကျွန်တော်နောက်တပတ်လောက်ကစပြီးတော့နေ့တိုင်းပုံမှန်ရက်နိုင်အောင်တော့ကျွန်တော်စူးစမ်းပြီးသွားမယ်အဲဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့ကဘာရွှေစည်းရတော့ကျွန်တော်တို့မနက်ခင်းမှာကျွန်တော်တို့အာ၃ ခွန်၄၈လောက်မှာဈေးဖွင့်နေပြီတော့ဗောနော်လက်ရှိချိန်ဒီကျွန်တော်အမြင့်ဆုံးနေနဲ့၃ခွန်၅သုံးဒီတက်ခဲ့တယ်အနေဆုံးနေနဲ့ကျွန်တော်တို့၃ခွန်၃၅လောက်ဒီကြာခဲ့ပြီတော့လက်ရှိမှာတော့ကျွန်တော်တို့၃ခွန်၄၆၄ခွန်ဈေးတန်းမှာဈေးပြည့်နေနေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့အပတ်ကမှာကျွန်တော်ဒီနေ့ကပ္ပရွှေစီကအာကျွန်တော်ဈေးဆက်တက်မလားဈေးပြန်ကျမလားဆိုတော့ကျွန်တော်ကပ္ပရွှေရဲ့ဈေးအတကြချက်ကိုကြည့်ပြီးတော့သွားတုံးသက်ကြည့်တာကျွန်တော်ဒီတစ်ပတ်ကပ္ပရွှေဈေးရည်ကျွန်တော်တို့ တတိယနေ့ရတော့ဈေးအတက်အကောင်းခဲ့တယ်ကတတိယနေ့လေးမှာဆိုဒီမှာဈေးအတက်အကောင်းကောင်းမြင်ခဲ့ရတယ်ကျွန်တော်တို့အင်္ဂါနေ့ရနေစပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီနေ့လက်ရှိအချိန်ထိကကပ္ပရွှေဈေးကတကယ်တော့တက်တာလည်းမဟုတ်ကျတာလည်းမဟုတ်ပဲနဲ့ကျတယ်လို့ဟန်တော့ရှိပြင်မဲ့ကျွန်တော်တကယ်တော့ကျွန်တော်ကအာဈေးကွက်နေထားပြောမယ်ဆိုကျွန်တော်တို့ market ခေါ်ရဆို side way လို့ပြောလို့ရပြီဗျ side way အာ side way ဆိုတာကျွန်တော်အပေါ်မှာဆိုဒီမှာဆို3965အောက်မှာဆိုရင်ကျွန်တော်တို့ကဒီမှာ3920ပေါ့အဲ20အဲ့ဈေးတန်းကြားမှာပဲ တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ပြင်းနေမနေ့ကဆိုလဲကျွန်တော်ကပတ်ရွှေစေကိုကြမယ်လို့မှတ်တာမကြတော့ဘူးပေါ့နော်အဲကျွန်တော်တို့အာညနေပိုင်းတော့မှစီကချက်ချင်းကိုပြန်ကန်တက်သွားပြီးတော့ဒီမနက်မှဆိုကျွန်တော်48လောက်မှဖွင့်လာပေါ့နော်အဲဖက်တဲ့ခါမှာကျွန်တော်တို့ကအာလက်ရှိကပတ်ရွှေစေရဈေးငိမ်တန်းအနေထားဆိုပေမဲ့လည်းကျွန်တော်တို့ကဘုဒ္ဓဘူးနေ့ကတရက်တာနေထားကိုကြည့်မယ်ဆိုတော့ဒီမှာဆိုဈေးအကြတော့နည်းနည်းအတင်းတင်းလောက်ရှိရပေါ့နော်ဈေးအကြအတင်းတင်းရှိတယ်တရက်တာကန်တဲ့၃ယူကိုတွေ့ရဒီမှာအနီအောင်၃ယူကိုတွေ့ရတယ်မနေ့ကဈေးအသက် နဲ့ပြန်ပြီးခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကဗုဒ္ဓဘုနေ့ကဈေးအကြတုံးထက်ကျော်လွန်အောင်တော့မနေ့ကတရက်တာဈေးအတတုံးဟာဆွမ်းဆောင်နိုင်ခြင်းမရှိပါဘူး။အဲ့ဘက်ကမှဒီနေ့ကပားရွှေစည်းအတွက်ပေါ့နော်ဈေးကွက်နေထားရကျွန်တော်ဖြစ်နိုင်ခြေကိုသုံးသပ်မယ်ဆိုရင်နှစ်မျိုးရှိပါတယ်။အင်္ဂါနေ့ကလေးအတိုင်းတရှိချင်းဒီဖြစ်နေတယ်ပေါ့နော်ဈေးငိန်တန်ရင်တက်ဈေးငိန်တက်တာဆိုတာအပေါ်3ခွန်6ငါအောက်3ခွန်20ကြဈေးအတက်ကြပြည်တာဖြစ်ရင်ဖြစ်မဖြစ်ရင်တော့ဈေးအကြဘက်ကိုနည်းနည်းဆက်သွားပါလိမ့်မယ်။ဟုတ်ပြီဈေးအကြဘက်ဆက်သွားရင်ဆိုဘယ်လောက်တည်သွားနိုင်လဲ။ ကျွန်တော်မြင်ရတော့သုံးနောက်သုံးနောက်900ဈေးတန်းလောက်ဒီကျွန်တော်တော့အကြမ်းမှန်းထားပါတယ်ဈေးအကြပဲနည်းနည်းဆက်သွားမယ်ဆိုရင်သုံးနောက်900ဈေးတန်းလောက်ဒီကျွန်တော်ဈေးအကြမြင်ရပါအဲ့ဘက်တကမှာကျွန်တော်ဒီနေ့ကပတ်ရွှေဈေးတော့ဈေးငိမ့်ငိမ့်မငိမ့်ရင်တော့ကျွန်တော်ဈေးအကြပဲဆက်ဈေးကြပဲနည်းနည်းဆက်သွားနိုင်ချေရှိရလို့ကျွန်တော်သုံးသပ်ထားပါပါတယ်ခင်ဗျဟုတ်ပြီအဲ့ဘက်တကကျွန်တော်ဒီနေ့အတွက်ပေါ့နော်ရောင်းဝယ်လုပ်အောင်မယ်ဈေးတန်းလေးတွေကိုကျွန်တော်သုံးသပ်ကြည့်လိုက်အောင် ရောင်းဝယ်လိုအပ်မဲ့ဇေယျနေ့ကိုတောသက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အချင်းတနာရီအတိုင်းတာတော့လည်းကျွန်တော်တို့ကြည့်မယ်အချင်းတနာရီအတိုင်းတာလည်းကျွန်တော်ကြည့်မယ်ဆိုရင်ဒီနေ့ကပ္ပရွှေစီကိုကျွန်တော်ဘယ်စီးတွေမှာကျွန်တော်တို့ရောင်းတင်လဲရှင်းပါလေကျွန်တော်တို့အာရောင်းဖို့အတွက်ဆိုရင်တော့အပေါ်စီးနဲ့ဗျာကျွန်တော်တို့3060နဲ့3065ကြာမှာကျွန်တော်တို့ရောင်းလို့ရတယ် ရောင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့ accident zone မှာကျွန်တော်ကဘာရွှေကိုကျွန်တော်တို့ရောင်းရောင်းလို့ရတယ်နည်းနည်းလေးကျွန်တော်ဇုံချက်မယ်ဆိုတော့3058ပေါ့ဗျာ3058နဲ့ကျွန်တော်တို့3065ကြောက်3058နဲ့3065ကြောက်မှာဆိုရင်ကျွန်တော်တို့တို့ဒီနေ့ကဘာရွှေစီကိုရောင်းလို့ရတယ်အဝဲသွဲဆိုရင်တော့ကျွန်တော်တို့ကပြီးခဲ့တဲ့အင်္ဂါနေ့ကလေးတောက်လျှောက်အကြပြရယ်3020နာကြာလိုက်ပြန်တက်တဲ့3020နာကြာပြန်တက်တယ်ဟုတ်ပြီအဲ့ဘက်တကမှဒီနေ့3020နာပြန်ကြာတယ်ဆိုရင်နီးပညာပိုင်းကအတိတူးချက်ဆောက်ပြီးတော့3020နာ အာဝင်းကျင်မှာကျွန်တော်တို့ကဘာရွှေကိုပြန်ဝယ်လို့ရတယ်။ဟုတ်ပြီဒီ3058နဲ့3065ကြားမှာရောင်းနေဆိုရင်တော့အရှုံးပိုင်းဈေးနှုန်းက3080ထက်လောက်ပေးပါ။အမြတ်ပိုင်းဈေးနှုန်းကတော့ကျွန်တော်3030 3020လောက်ထိပဲယူပါ။အများကြီးတော့မှန်းလို့မရဘူးဗျ။အဲ့လိုမျိုးဆိုဒီကလာမှာဈေးကွက်အနေထားရကျွန်တော်တို့ကအများကြီးမှန်းနေဆိုကျွန်တော်တို့အနေငယ်များနိုင်ပါတယ်အဲထိုက်တဲ့လောက်ပဲယူပေါ့နော်3030 3020လောက်မှာအမြတ်ပိုင်းမှာအဲ့လိုပဲ3020နားမှာဒီပညာပိုင်းရအတီးပြုချက်ရလို့ ပြန်ဝယ်တယ်ဆိုရင်လည်းကျွန်တော်ကအမြတ်ပိုင်းဈေးနှုန်းကို3045 3050လောက်အထိပဲတာဂတ်ထားပါအရှုံးပိုင်းဈေးနှုန်းကတော့ကျွန်တော်3015အောက်လောက်မှာပြီးပါဟုတ်ပြီတကယ်လို့ပေါ့3020အောက်မှာဒီနေ့ကဘာရွှေစေးပေါ့နော်ဒီနေ့တနေ့တာအတွင်းမှာကျွန်တော်အချိန်တနေ့အတိုင်းတာပိတ်စေးကျွန်တော် market ခေါ်ရ H1 bearish candle နဲ့ဖောက်ကြပြီးပိတ်သွားရင်တော့ကဘာရွှေစေးက3900အထိဈေးအကျဦးတည်ပါလိမ့်မယ် အဲ့လိုဖောက်ပိတ်သွားရေဆိုတော့ကျွန်တော်ရေတို့လိုက်ရောင်းလို့ရပါတယ်အမြတ်ပိုင်းဈေးတန်း3900နာဝင်ကျင်ပေးပါအချုပ်ပိုင်းဈေးတန်းကတော့ကျွန်တော်3030အထက်လောက်ပေးပါခင်ဗျအဲ့ဖက်ကဒီနေ့ကဘာချွေစရာကိုကျွန်တော်တို့အဝယ်အာတန်လာအယောင်အာတန်လာဆိုတာထက်ကျွန်တော်တို့ကအပေါ်ဈေးအောက်ဈေးအခြေအနေကိုကျွန်တော်တို့အထက်ဈေးနဲ့အမြင့်ဈေးကိုပေါ့နော်အထက်ဈေးနဲ့အောက်ဈေးအထက်ဈေးနဲ့အောက်ဈေးကိုကျွန်တော်ဤပညာပိုင်းအောင်တုံးသက်ပြီးတော့အထက်ဈေးရောင်းရင်ရောင်းအောက်ဈေးရောင်းရင်ဝယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်အယောင်ဝယ်ထုတ်တာကျွန်တော်တို့အတွက်ပို့ပြီးတော့တင့်တော်ပါလိမ့်မယ် ီနေ့မှာအဝယ်အာတနာအယောင်အာတနာမျိုးတော့ကျွန်တော်တို့ကမရှိဘူးဈေးကွက်နေထားဖို့လိုက်ပြီးအယောင်ဝယ်လောက်ရမှာပေါ့နော်အဲ့ဒါပြတ်တက်ကမှာကျွန်တော်ဒီနေ့ဒီနေ့ကတပတ်တာဈေးပိတ်မယ်တဲ့နေ့ဖြစ်တာပြတ်တက်ကမှာဒီနေ့တပတ်တာအာအပိစီကဘယ်မှာပိတ်ရင်ကျွန်တော်တို့ကဘာရွှေစီစီအတက်အားဆက်ကောင်းမလဲဘယ်အောက်မှာပိတ်ရင်စီအကြအားဆက်ကောင်းမလဲဆိုတာကိုကျွန်တော်တောတက်ကြည့်မယ်ဆိုရင်ဒီနေ့ပေါ့နော်ကျွန်တော်တို့တပတ်တာအပိစီတာကျွန်တော်တို့ 3980အထက်ပိတ်ခန့်ပိတ်နိုင်ခဲ့တယ်ဆိုရင်ပေါ့နော်ကမ္ဘာရွှေစီကိုနောက်တစ်ပတ်ထဲမှာ3800အထက်စီတန်းဤပညာပိုင်းအမြင်ရပါလိမ့်မယ်။မဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနဲ့ဒီနေ့ကျွန်တော်တို့အာတပတ်တာအပိတ်စီးတာကျွန်တော်တို့3920စီတန်းအောက်မှာပိတ်နိုင်ခဲ့တယ်ဆိုတော့နော်3920ဆိုတဲ့စီတန်းလေးအောက်မှာပိတ်နိုင်ခဲ့တယ်ဆိုရင်တော့နောက်တစ်ပတ်ထဲမှာတော့ကျွန်တော်တို့ကမ္ဘာရွှေကိုကျွန်တော်တို့3900စီတန်းအောက်မြင်ရပါလိမ့်မယ်။ စီးပြန့်ကန်ကြတာမျိုးကျွန်တော်တို့မြင်ရနိုင်ပါတယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့တပတ်တာကပ္ပရွှေရဲ့အပိစရာဘယ်မှာပိတ်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်တို့ကတခုတော့ရှိရပါတော့နော်တောက်ကြနေညတွေမှာဆိုပြီးခဲ့အပတ်ကဆိုတော့တောက်ကြနေညမှာဈေးအလုတ်ခက်ကျန်းသွားတာမျိုးတော့ဖြစ်တဲ့ခင်ဗျ ဒီနေ့ညနေပိုင်းတော့တတိထားပါညနေပိုင်းမှာအယောင်းဝယ်အော်ဒါတွေအလွန်ကျုံရောင်းဝယ်လို့သာမျိုးနေမဖြစ်ပါစေနဲ့ဘာလို့လဲမဲ့ဆိုရင်ညနေပိုင်းနေမှာကျွန်တော်တို့ဈေးဆွဲတင်ဆွဲချတယ်ရှိနိုင်ပါတယ်မနေ့ကဆိုလည်းညနေပိုင်းမှာဈေးထောင်တက်သွားတယ်ဒီနေ့မှာဆိုလည်းကျွန်တော်ညနေပိုင်းမှာဈေးပြုတ်ကျသွားတာမျိုးဈေးထောင်တက်သွားတာမျိုးကျုံရနိုင်တယ်ခင်ဗျအဲ့ရလေးတော့တတိထားစေချင်ပါတယ်ကျွန်တော် risk management လုပ်ထားပါတော့ကိုအယောင်းဝယ်လုပ်ထားတဲ့အော်ဒါတွေရှိတယ်ဆိုရင်လည်း risk management လုပ်ထားပါပြီးရင်ကျွန်တော်တို့က အာဒီမှာဆိုလဲကမ္ဘာဒေါ်လာအင်းတက်ရဲ့အနေအထားပြန်တက်နေအောင်တွေးရတယ်ပေါ့နော်ဒေါ်လာအင်းတက်က68တစ်ထပ်ကိုပြန်ရောက်နေဒါပေမဲ့ကမ္ဘာရွှေရတော့ထင်တအားကြီးမကြသေးဘူးပြပပလေးပဲကြသေးတယ်အဲ့ဟာဖတ်တဲ့အခါမှာကမ္ဘာရွှေစီးအနေနဲ့ဒီနေ့မှာတလုံး900ကိုနောက်ပြန်ကြမလားဒါမှမဟုတ်နောက်တစ်ပတ်တရင်းလာအင်္ဂါလေးမှာပြန်ကြမလားတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှာ3900နာပြန်မကြဘူးဆိုရင်တော့ကျွန်တော်နောက်တစ်ပတ်တနင်္လာအင်ကာမှာတော့အဲဒီနေ့ တပတ်တာအပိတ်စေးရလဲပါကျွန်တော်တို့3980အထက်ဒီပါတွေမပိတ်ခဲ့ဘူးဆိုရင်တော့နောက်တစ်ပတ်နောက်တစ်ပတ်တရင်းလာအင်ကာမှာတော့ကျွန်တော်3900နာပြန်မြင်ရမယ်လို့တုံသက်ထားပါတယ်ပြီးတော့ဒီညကျွန်တော်ပမာစံတော်ချင်းည9နာရီချိန်မှာလေကျွန်တော် Go PC Price in the MOM နဲ့ YOI နဲ့ August လရဲ့ data တွေထွက်ဖို့ရှိတယ် ဒီ data တွေကတော့အရင်ကြီးတက်ရောက်မှုရှိတဲ့ data တော့မဟုတ်ဘူးဒါပေမဲ့လည်းတောက်ကြနေညာဖြစ်တဲ့အခါမှာသတိထားဖို့တော့လိုအပ်တယ်အဲ data တွေကတော့ကျွန်တော်တို့အရင်ကြီးစိုးမယ်လည်းမမှန်ထားဘူးအရင်ကြီးကောင်းမယ်လည်းမမှန်ထားဘူးအလယ်လက်လောက်ပဲမှန်ထားဖြစ်တဲ့အခါမှာပုံမှန်နေထားရဆိုရင်တော့တက်ရောက်မှုမရှိနိုင်ပေမဲ့တောက်ကြနေညာဖြစ်တာဖြစ်တဲ့အခါမှာဒီ data တွေကိုရလက်တွေကိုပေါ့နော်ကျွန်တော်အကြောင်းပြပြီးတော့ manipulation ပါဈေးဆွတ်တင်ဆွဲချလုပ်နိုင်အောင်ဘို့3တော်ထားစေခြင်းနဲ့လက်ရှိမှာကျွန်တော် breaking news အနေနဲ့လည်းကျွန်တော်တို့ကနောက်တစ်ပတ်တည်းမှာအမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကန်သတင်းတွေထွက်ပေါ်ရှိရတဲ့အခါမှာတအားကြီးတော့ breaking news တွေတူတော့မတွေ့ရဘူးကျွန်တော်တို့အခုလာတမကအစီအွေလောက်ပဲကျွန်တော်သတိထားမှာပေါ့အဲ့ဒီအစီအွေမှာဘာကြီးပြောမလဲဘယ်လိုနေထားရင်ဆက်ပြစ်မလဲအဲ့ရတွေကိုတော့တစ်ချက်သတိထားလိမ့်မယ်ဒါပေမဲ့လည်းအဲ့ဒီလက်ရှိမှာတော့ဘာမှအာကျွန်တော်ဖွေထူးထူးပေါ့နော် breaking news မရှိဘူး ion size ဆရာ breaking news မရှိတာပြတဲ့ခါမှာလက်ရှိကမ္ဘာ့ရွှေ့စင်းနေတာတော့ကျွန်တော်တို့ဤပညာပိုင်းရ အပေါ်စီအောက်စီကိုပဲကျွန်တော်စောင့်ကြည့်ပြီးတော့အတိပုချက်ရပြီဆိုရင်ကျွန်တော်တို့အဝယ်ရလုံးလို့ရပါတယ်ခင်ဗျအဲ့အဖက်တကမှကျွန်တော်တို့ကအာနောက်တစ်ဖက်ထဲမှာတော့ကဘာချွေစီရဲ့စီအလုတ်ခက်ကြီးမမအောင်မြင်နိုင်ပါတယ်စံချိန်တက်ဆက်တင်မလားပြန်ကြမလားဆိုတာကိုတော့နောက်တစ်ဖက်တဲ့အမေရိကန်နိုင်ငံရဲ့ပေါ့အရေးကြီးအလုတ်ကန်ဒီတာကြီးတရင်တွေထွက်ပြီးမှတော့အဖြစ်ပေါ်ပါလိမ့်မယ်အဲ့မတိုင်ခင်တော့ကဘာချွေစီကစီကငိန်ညာဖြစ်ဖြစ်စီတက်အီးနဲ့ခဏအကြပဲသွားတာမျိုးဖြစ်ဖြစ်နည်းနည်းအကြပဲပြန်သွားတာမျိုးဖြစ်ဖြစ်ဖြစ်နိုင်ပါတယ်ခင်ဗျ ။ဟုတ်ကဲ့ဒါလေးကိုကျွန်တော်ရဲ့ဒီနေ့စတင်မာလ26နှစ်တောက်ကြနေတဲ့ဒါကပားရွှေစီခွဲတောင်းတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တောင်းတဲ့ချက်ဗီဒီယိုတွေကိုအပ်တူတိတ်ကြည့်ချင်စေဆိုတော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe စီဖတ်နဲ့ follow လေးလုပ်ပေးထားကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကပားရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်ပါတော့ကျွန်တော်တို့ online အခြေခံတင်တဲ့နေတယောက်လို့ရပါတယ်အဲ့အားလေးနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေဆက်သွယ်စုံစမ်းပေးနိုင်ပါတယ်ခင်ဗျကပားချွေထိတာအားလုံးပဲ ဒီနေ့ပေါ့နော်စက်တင်ဘာလ26ရက်နေ့တပတ်တာဈေးပိမဲ့နေ့တရက်တာမှာကဘာဆွေစည်းကွက်တက်ကြအောင်ကျွန်တော်တတိထအရောင်းဝယ်လုပ်ပြီးရောဒီတစ်ပတ်ကိုအကျိုးများနဲ့အဆုံးသတ်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ